မင်္ဂလာပါရှင်၂၀25ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှ20ရက်နေ့အထိမြန်မာတက္ကသိုလ်1389ခုနှစ်တစောင်းမုံလပြည့်ကျော်10ရက်နေ့မှ2ဒေါ်လာဆန်10ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမိုးလေဝသချက်နေခံမှန်းချက်များကိုနေပြီးတော့မိုးလေဝသနဲ့ဆလားပေရာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်မင်္ဂလာပင်လယ်ရောအချက်နေမှာကပလီပင်လယ်ပင်နေမင်္ဂလာပင်လယ်ရောမှာလီဘီယာနဲ့ရေဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပါတယ် ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အင်းတင့်တင့်မှာတိမ်ထူထန်နိုင်ပြီးကြံမင်္ဂလားပင်လယ်အော်မှာတိမ်အနှင်းငယ်ဖြစ်ထွန်းနိုင်ပါ रे ဝေယသနိုင်ဖို့အချိန်နည်းခံမှန်းချက်များအနေနဲ့ကတော့အေယဝတီတိုင်းဒေသကြီးရှမ်းကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမူထစ်ချုံရွာနိုင်ပြီး ကြံတန်းဒေတာကြီးနဲ့ပြည်နယ်များမှာတည်ရင်တည်တင်ဖြစ်ထုံးပါမယ်။အမြင့်ဆုံးပူချိန်အခြေအနေခမှန်းချက်များအနေနဲ့ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေတာကြီးမန္တလေးတိုင်းဒေတာကြီးပဲခူးတိုင်းဒေတာကြီးမကွေတိုင်းဒေတာကြီးစကိုင်းတိုင်းဒေတာကြီးအေရဝတီတိုင်းဒေတာကြီးတနင်္သာရီတိုင်းဒေတာကြီးနဲ့ကရင်ပြည်နယ်တို့မှာ67ဒီဂရီဖာရင်ဟိုက်မှာ100ဒီဂရီဖာရင်ဟိုက်အတွင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ87ဒီဂရီဖာရင်ဟိုက်မှာ90ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ87ဒီဂရီဖာရင်ဟိုက်မှာ80ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။အနေအဆုံပူချိန်အခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်မှာ43ဒီဂရီဖာရင်ဟိုက်ကန်စကိုင်းတိုင်းဒေသကြီးရထပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ 59ဒီဂရီဖာရန်ဟိုက်မှာ69ဒီဂရီဖာရန်ဟိုက်အတွင်းနဲ့နေပြီးတော့ရှမ်းကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ68ဒီဂရီဖာရန်ဟိုက်မှာ88ဒီဂရီဖာရန်ဟိုက်အတွင်းရှိနိုင်ပါတယ်လေတုဆိုတိုင်းကြအချင်းလေးခမန်းကြမြအနေနဲ့ကတော့ ချစ်ပြီးနေပဲခူးတိုင်းဒေသကြီးရဲ့နောက်ပိုင်းတောင်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ85ရာခိုင်နှုန်းမှာ94ရာခိုင်နှုန်းအတွင်းနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ95ရာခိုင်နှုန်းမှာ84ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ်။ပင်ခွေရင်ခွေပြန်နှုန်း HNE ခမန်းချက်များအနေနဲ့ကတော့ချစ်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ 17မီလီမီတာမှ20မီလီမီတာအတွင်းနဲ့ကြံတန်းဒေသကြီးနဲ့ပြည်နယ်များမှာ27မီလီမီတာမှ30မီလီမီတာအတွင်းရှိနိုင်ပါတယ်။မြေစီလောအောင်းရင်အချင်းနီခမန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်၊စကိုင်းတန်းဒေသကြီးအောက်ပိုင်းနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာ6တွေအချင်းနီကချင်ပြည်နယ်၊စကိုင်းတန်းဒေသကြီးအထက်ပိုင်း၊ချင်းပြည်နယ်၊မကွေတိုင်းဒေသကြီးနေပြီးတော့ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး ၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းတို့မှာဆိုဆိုအခြေအနေနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာပြည်ဝအခြေအနေရဲ့ဒီဒီမှာရှိနေပါတယ်။ဆက်ပြိုးမှုလို့ဒါအချိန်ကြီးခမန်းချက်များကိုကြည့်ရှုနေကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။